ပပဒီဝဲဝဲ YG ပပဒီဝဲဝဲ modern နဲ့ပေါင်မီတားဖေရဲ့ style လေးပေါင်းတာအဲ့ဒါတော့တော်တော်ကြိုက်ပါတယ်ရှင်လေးကိုနားထောင်လိုက်တာနဲ့အဲ့ဒါ YG ပပဒီဝဲချက်ချင်းကြည့်ရပါဗျာရှုပ်ကလေးရောသူတို့လာပြီးတော့ထင်လွဲခဲ့ရရှိရ true စမ်းစမ်းပေါ့နော်ဒါတစ်ခေါက်ဆိုရင်အခုဒီလိုမျိုးရောတဲ့ဟာတွေသူတို့အရင်တော့မကြိုက်ဘူးပေါ့ဘာလို့လုံမှန်းနားမလဲဘူးသူကဒါပေမဲ့အခုကျတော့နားလဲပါတော့အခုအဲခစ်ရှိပြေးခဲ့တယ်ဗောနော်မိုက်တယ်ဗော reaction လုပ်တဲ့ကလေးတရားပြောသလိုဗောဝိုင်းကြီးပပကောဒီလို drama base scene နဲ့ထွက်လာမယ်ဆိုသူလုံးဝမစဉ်းစားထားဘူးဆိုတာဒါအဲ့လိုအဲ့လိုဖြစ်တာဗောဟုတ် ချင်းလေအဲ့တချင်းကတော့သူက modern မိုင်း modern နဲ့ပေါင်းပြီးတားဖြေရဲ့ style လေးပေါင်းတာအဲ့ဒါတော့တားတူကြိုက်ပါတယ်ချင်းလေးကိုနားနားထောင်လိုက်တာနဲ့နားထောင်လိုက်တာနဲ့အဲ့ဒါဝမ်းကြီးပဲပဲသူ့ကိုပဲချက်ချင်းတည်တာပေါ့ဗျာသူ့ရဲ့ unique unique လိုမျိုးမြန်မာမြန်မာနဲ့ font လိုမျိုးဟာနဲ့ပေါင်းထားဆိုတော့ကြိုက်ပါတယ်ဟုတ် ဝန်ကြီးဘက်ဘက်ကအဲ့ပေါ်ကျွန်တော်တို့ကငိုတဲ့ EDM EDM ညမာပြည်မှာဆိုရင်တော်တော်ဆော့ရတဲ့အထက်မှာပါပါဘောနော်ဒီရောတဲ့အထက်မှာကျွန်တော်ရှေ့ရလဲဆရာဆရာကြီးအများကြီးရောခဲ့တာကျွန်တော်ကျွန်တော်လက်ထက်ကြတော့ဒီ commercially ပေါက်သွားပါဘောတိုင်ငံလုံးစမ်းချက်တဲ့မောင်ကရောသမမွေရစပြီးပေါက်ခဲ့ရအောင်ဇက်လိုက်တွေပေါက်ခဲ့တာကျွန်တော်လိုက်တော့လည်းတောက်လျှောက်တွေထုတ်ခဲ့တော့တချင်းပုတ်ပေါင်းယာနဲ့ရှိထုတ်ခဲ့တာပါဘောနော်ရောခဲ့တာဆိုရင်လည်းခုနပြောသလို နောက်ဆုံးမြန်မာရုပ်ရုပ်မြန်မာရုပ်မြင်သံကြားစံတော်ချိန်တီးလုံးအထိတဲ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 ဆိုတော့အဲ့ဒါပါကျွန်တော်ရောခဲ့ရအဲ့ဒါတော့တက်တော့မှာဟိုတလောပောက်သွားသေးတယ်လေအဲ့လိုမျိုးဆိုတော့တော်တော်လေးရောခဲ့မှွေခဲ့တဲ့ခါကျတော့အာခွေးကလေးကသူတို့သိလို့ဆရာမလို့ကျွန်တော်ဟာကိုပဲသူတို့ပြန်ပြီးရောနေရောအလုပ်ဖြစ်နေဒီခွေးကလေးတော့ကအဲ့တော့အာအခုအဲ့ဒီရောတဲ့ဟာကြီးကလည်းသူတို့ကပြန်လုပ်တဲ့ခါကျတော့ ဟိုတို့လည်းငငယ်တော့ကိုကိုကြိုက်ခဲ့တာဗောနော်ကိုကိုသူကိုသချင်းနေဒီ EDM ကိုကြိုက်တဲ့ကလေးကကျွန်တော်သချင်းနေလည်းမလွတ်ကြအောင်များပါတယ်အခုအခု DJ တွေထဲမှာဆိုရင်လည်းအဲ့လိုဗောနော်တိကြတာဗောနော်ဘာလို့ဆိုဒီ music ကိုလုတ်တဲ့ design မမတ်လူပဲလုတ်တဲ့လူကမြန်မာပြည်မှာနည်းနည်းရှားတာဟိုကျွန်တော်တယောက်ပဲ design မမတ်လုတ်တာရှိရခါရတို့နေဒီချိန်မှာကျတော့ပြန်ပြီးတော့ကိုသချင်းနေပြန်ရောကျန်တယ်ဆိုတော့အဲ့မှာအဲ dynamic လည်းပါတာဗောနော် dynamic ပါတယ်အပြီးတော့အခုဆိုရင် fast rare တို့သူစသဖြင့်ဗောနော် sign တို့ကလေးတွေအများကြီးပဲအဲကျွန်တော်တို့လာဆက်သွယ်ကြပြီးတော့လုံရင်းလုံရင်းနဲ့ဒီ one ကြီးပတ်ပတ်တူဝ ဝေဆိုရင်လောက်ထားရကြာပါပြီဒါပေမဲ့သူကတော့ကျွန်တော်ပေးတဲ့အချိန်မှာတော့ဒါ drummer bass ရိုးရိုးတို့ပေါ့နော်သူတို့ရဲ့ခေတ်ကြိုက် drummer bass design ပေါ့ဒါပေမဲ့ကျွန်တော်ကတော့ရှင်းပြမှာကျွန်တော်အနေနဲ့အကိုအနေနဲ့ပိုင်းတော့အကိုရဲ့ design လေးတော့ထည့်ချင်တယ်ဆိုရင်မှာနှဲတဲ့နေ design နေပေါ့နော်ဒီ manly ရ BB ရလည်းပြန်ပြီးတော့ ်ဘောနော်ဒုတိယကိုပြန်ပြီးတော့ကျွန်တော်အတန်းတွေထက်ထည့်ပေးလိုက်တော့ပုံမိုက်သွားပါဘောနော်ကျွန်တော်တို့၃ယောက်ပေါင်းလိုက်တော့ပုံမိုက်သွားတာပေါ့မိုက်သွားပြီးတော့အဲဟိုလောစကလပ်တွေမှာဖွင့်ကြရတယ်ပေါ့ဗျာဘာမိုက်တယ်ပေါ့ဟုတ်မြန်မာယူကကစားစရာလေးနဲ့တီလုံးတီလုံးလေးပေါ့ဟို reaction လုပ်တဲ့ကလေးတရားပြောတယ်ပေါ့ဝိုင်းကြီးဘက်ဘက်ကိုဒီလို drama base နဲ့ထွက်လာမယ်ဆိုသူလုံးဝမစဉ်းစားထားဘူးဆိုတာဒါအဲ့လိုအဲ့လိုဖြစ်သွားတာပေါ့ဟုတ် အဲ့တော့ဟိုကိုကဟိုအဓိကမြင်ကျွန်တော်ကကိုယ့်ကိုပြောပြောရှင်ရှင်မနေတတ်တာဟိုတချင်းနေရာဆက်မလို့ဖြစ်တာလောတဲ့ဟိုပေါ့နော်စီဝါရဲ့အပြင်စီဝါရဲ့လုံနေတော့တိတ်မလို့ဖြစ်ဒါမဲ့ဟိုဟိုပေါ့ဆိုအခုတချင်းနေပြိုပေါ့နော်ပြိုဒိုင်နမိုက်ကဆက်လိုက်တာဒီပက်စတွဲအထိပေါ့နော်အဲ့မှာသူတို့တွေကလာလာပြီးအမြဲတမ်းပြောကြပြီးတော့ DJ Max လည်းပါတယ်ဒါကိုကြီးဘာပြချင်းဘာဘာပြောရင်းပြောနေစိတ်ပါလာတော့လောလောတဲ့တော့ကလေးတွေအပ်ထားတယ်တချင်းလေးအပ်ထားတယ်6ပုတ်လောက်ရှိပါတယ်ဟုတ် ပန်သေးတငယ်ချင်းတွေက तू လာပြောမှသိရဟာပပားဒီမှာအသေးပုံပေးတာတသားတငယ်ချင်းတွေတသားတငယ်ချင်းကြတသားတငယ်ချင်းတယောက်ကြောက်သွင်းမှတယောက်ဆိုလဲတသားဖေးတချင်း rap တွေတို့တို့ကြိုက်တာပေါ့ဗျာသူကသူတို့က hip hop လေးတို့ကြိုက်တယ်ဆိုအဲတချို့တချို့လူတွေကဟို LD မသိဘူးဒါပေမဲ့တချို့လူတွေကတော့တော်တော်သိတယ်အဲ့လိုမျိုးရှိဟုတ်အဲ့မှာတချို့တချို့တချို့ကလေးကသူတို့လာပြီးတော့ပြန်ပြီးတော့ဟိုသူတို့အထင်လွဲခဲ့တာရှိရထူးထူးဆန်းဆန်းပေါ့နော်ဒါတစ်ခေါက်ဆိုရင် ပွဲတစ်ပွဲမှလာပြီးပြောအခုဒီလိုမျိုးပြောတဲ့ဟာတွေတို့အရင်တော့မကြိုက်ဘူးဗောဘာလို့လုံမှန်းနားမလဲဗောသူကဒါပေမဲ့အခုကျတော့နားလဲဗောနော်အခုအဲခစ်ရှိပြေးခဲ့တယ်ဗောနော်မိုက်တယ်ဗောအဲ့လိုမျိုးဟာတွေဗောနော်အာအခုကျတော့သူကိုရန်ကအရင်ကြိုက်ဗောအရင်တော့သူတို့တိတ်မကြိုက်ဗောဒါမျိုးပြောရဲဆိုကလေးကအဲ့လိုလာပြောကြထရူဇန်တော့အဲ့လိုမျိုးတွေဂျုံမှုပါတယ်ဟုတ်အာပိုင်အိုနီယာဗောဒီမှာစပြီးတော့ထွင်တဲ့လူလို့ပြောလို့ရအောင်ညီမပြည့်ရဲ့ဒီအီရီယံမှာတော့ ဒီလိုမျိုးဆက်လုပ်ခဲ့တာဒါကျွန်တော်ကဟိုပေါ့နော် commercial line commercialize ဖြစ်အောင်ပေါ့လူအများသိအောင်ကျွန်တော်ရှင်းမှလုပ်ခဲ့လူရှိကြပါဒါပေမဲ့အရင်ကြီးတော့ popular မဖြစ်သွားဘူးပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ကျွန်တော်ရဲ့ဒီအထွေကြုံနဲ့ကျွန်တော်အဲဒီကလည်းနိုင်ငံခြားမှာလန်နမန်နေခဲ့တဲ့အတွက်ကြောင့်မလို့ EDM နဲ့ပတ်သက်ပြီးအဲဒီက house တွေ electronic electronic music တွေဒါတွေကပို့ပြီးတော့ဟိုပေါ့နော်ဟိုလန်နမန်ခက်စားတာကိုအဲ့ခဲ drum and bass တွေလည်းခက်စားခဲ့ရဆိုတော့လေအဲ့တော့ကျွန်တော်နေကြဒါတွေကိုပို့ပြီးတော့ပေါင်းတက် ရောတက်မှွေတက်သွားတော့လေဒီလိုထုတ်ထုတ်ခဲ့တဲ့ခါကျတော့အခုကြာခုချိန်ခုချိန်ဒီပေါ့နော်ဒီစိန်ဟိုးစီဆိုရင်2008 2009အဲ့လောက်ခဲ့ရပါဘောနော်ကြာပြီအခုဆိုရင်10နှစ်ကျော်နေအဲ့နော်10နှစ10နှစ်ကျော်သွားပြီကျွန်တော်ဆိုရင်နော် အဲ့တော့တော်တော်ကြာနေเนาะရောသမားဝင်ဆိုရင်2006ကထွက်ခဲ့ရလေ2006ဆို2016 10နှစ်ဆိုရင်အခု2025ဆိုတော့နှစ်20နှစ်20နီးပါးပါဆိုင်ကြိုက်တဲ့မောင်ဆိုနှစ်20ပြည့်တော်မယ်ပေါ့เนาะဒါဆိုရင်เนาะဟိုကလေးတွေအခုမှကလေးဆို16 19ပဲရှိဦးမှာနားထောင်နေကလေးတွေอ่ะဆိုတော့ကြာပါပြီဒါမဲ့လည်းခုချိန်ဒီအာလူတွေရဲ့ယင်ထဲမှာရှိနေသေးတဲ့အတွက်ကြောင့်ကျွန်တော်လည်းပျော်ပါတယ်သူတို့လည်းဖွင့်ကြတယ်အထိုင်းမှာတော့ဖွင့်ကြတယ်ထိုင်းရဲ့ကလပ်တွေထိုင်းရဲ့အဲထိုင်းရဲ့တချို့တွေဆိုလက်ဝိတ်ပွဲတွေမှာဆိုတောင်ပေါ်ကရှန်ကလေးနဲ့လက်ဝိတ်ထိုးတာရောကျွန်တော် လာလာပို့ကြပိတ်သက်တယ်အဲ့လိုမျိုးသူတို့တွေ့ရဆိုပြီးတော့ဒါဟိုကြံတော့ဆိုလဲလမ်းမမာဆိုင်းကျက်တဲ့မောင်တွေကိုင်းနေအော်အပျော်နေကြအဲ့လိုမျိုးပေါ့နော်ထိုင်းမှာပါဖွင့်ကြတွေ့ရခင်ဗျာဟုတ်ပြောပါရဲဟိုပေါ့ကိုကလည်းဟိုဟိုပေါ့နော်ဟိုဟိုအမှန်တမ်းပြောရင်ဟိုကျွန်တော်တို့ကဒီ music ကိုကြော်ကြားနေလို့လည်းလုပ်တာလည်းမဟုတ်ဘူးအဲချစ်တဲ့စိတ်တစ်ခုတည်းပဲလုပ်ခဲ့ရအနုပညာလုပ်ချင်တယ်ဆိုပြီးတော့လုပ်ခဲ့ရပါတော့ကို ဟိုကိုယ်နာမည်ကြီးဖို့ကိုယ်အောင်မြင်ဖို့ဆိုတော့လည်းတခါမှမစဉ်းစားခဲ့ဘူးကျွန်တော်တို့တစ်ဖွဲ့လုံးပေါ်တော့အဲဒီမှာဆိုကျွန်တော်တို့ဒီ hip hop ဖွဲ့ theory တို့စသဖြင့်တော့အဲ့ဒီကစခဲ့ရအကုန်လုံးကဟိုလူငယ်ဝါသနာတွေ့လူငယ်စုပြီးလုပ်ခဲ့ကြတာပဲခုခေတ်လိုဆက်လေးဖြစ်ရမယ်လို့ခြေရဲတို့ဘာတွေဘာမှလည်းမရှိဘူးပေါ့နော်စူးစမ်းခဲ့ရကျွန်တော်ဆိုလည်းတော်တော်ကြားနေပြီနော် theory ထွက်တော့ဆို2001ကစထွက်တာနော်2001ကစထွက်တာဆိုတော့အာရိုးရိုးသားသားပဲလုပ်တော့အဓိကအဖြစ်အနုပညာကိုခြံပေးတော့ရိုးရိုးသားသားပဲလုပ်ကြပါရိုးရိုးသားသားကိုစိတ်ထဲရှိတာကိုချပြခြင်းအဖြစ် နှစ်ပေါင်းများစွာကြာသီးတန်အောင်ကိုယ့်ရဲ့ဥပညာခံခဲ့ပေါ့နော်ခံတယ်ဟိုပေါ့နော်ကိုယ့်ဥပညာလည်းဟိုလူတွေကပိုကြိုက်တယ်ပေါ့နော်ကျွန်တော်ကအဲ့လိုပဲမြင်ပါတယ်ဟုတ်သူကတော့သူသူပေါ့နော်သူ့အနေနဲ့ခုတည်းကပြောပြတာမင်းတချင်းနေမင်း remix လုပ်မယ်ဆိုတော့ပုတ်တရားကြောင့်ရှိရမယ်ဒီတည်းကကြိုက်တာလို့သူတို့ခင်ကြတစ်ခေါက်ပြန်လည်ရင်လည်းကောင်ပြောမရအောင်လေသူလည်းအခုဆက်နေဆိုနောက်9နဲ့10လောက်ဆိုသူတို့9နဲ့10လောက်ဆိုနောက်တစ်ခေါက်ပြန်လဲရင်လည်းအများကြီးပဲလို့အခုတည်းကအေးဆေးပဲလို့